ဒီနေ့နိုင်မျိုးနေထဲကကျေးရွာဆယ်လီပါကဒေတာခံတွေစစ်ဆောင်နေရတာမြင့်ချီကြတာချင်းဇေဝနေရထိုက်ခင်းတဲ့လူကအပါဝင်လိုအပ်ချက်များစွာရှိနေတယ်လို့စစ်ဆောင်တွင်နေစစ်ဆောင်ကွန်ကြီးနေသူအကျိုးစီးကသိရပါတယ်တိုက်ပွဲနဲ့လေချောင်းတက်ခိုင်မှုလက်နက်ကြီးပကံမှုတွေကြောင့်ကန်တိုရန်ဖိုလေတီထိုမခါတိတ်ခွန်းရွာနဲ့အနီးတဝိုက်ခြေွာဆလီရွာက ဒေသခံ2000ခွဲကျော်ထွက်ပြေးတေရှောင်နေကြရတာပါအဲ့ဒီတဲကကာလာရှိဆစ်ရှောင်း9000ခွင့်ချင်းရှိပြီးစေဝါစာနာယိခာဩခွဲ့ပကံလိုမိဟုတ်ချောင်းပစ္စည်းတွေနဲ့အလို့အကိုင်းကလေးပညာရေးလိုအပ်ချက်တွေရှိနေကြပါတယ်လက်သိရွာသားဆစ်ရှောင်းတူကတော့လင်းလင်းနောက်ကြပြီဖြစ်တဲ့နှင်းရှိဆစ်ရှောင်းတွေပါ နေရာထိုက်ခင်အထိုက်ကျသွားပြီမေလေစာဝတ်နေအတွဲလောက်ကိုင်လွတ်အပ်ချက်တွေရှိနေကြတယ်လို့ဆိုပါတယ်။နှစ်ရှိစစ်ဆောင်နေရာတွေကိုစစ်ဆောင်ကူညီအဖွဲ့တွေကစာနာရိက္ခာအတွဲကူညီနေပြီမေလက်ရှိနေရာကနေထပ်ပြီးတည်ဆောင်ရမယ်ဆိုရင် စာနာရိက္ခာအရေးပေါ်လိုအပ်လိရှိတယ်လို့ဆိုပါတယ်။ FE5 တနင်္သာရီဒုတိယဒနအဖွဲ့စစ်တမလအစီရင်ခံစာအရာ တနင်္လာရီတိုက်တွင်စစ်ဘေးရှောင်၈၀၀၀ကျော်ရှိတယ်လို့သိရပါတယ်